ကလေးငယ်တွေနဲ့အပြစ်မဲ့ပြည်သူတွေတည်ဆုံးနေတာကိုတိုက်ပွဲကြီးတစ်ခုကိုအနိုင်ရတယ်လို့မျိုး အောင်ပွဲခံနေတဲ့စစ်တပ်ထောက်ခံသူတွေလည်းတော်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 ကိုရွံစရာကောင်းတဲ့လူတွေလို့ကျွန်တော်တို့ပြောရမှာ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုကြိုးတူပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကတော့ထုံးစံတိုင်းပါတော့ လူမှုကွန်ရက်ပေါ်ကထူးခြားတဲ့သတင်းတွေကိုကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ပြန်လည်သုံးသပ်တင်ပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူဗီဒီယိုဆုံးထိ like ပါကြည့်ရှုကြပါဦးမြတ်ကဲစမယ် okay အဲ့တော့ဒီနေ့သတင်းတွေကပြောရမယ်ဆိုစိတ်မကောင်းစရာသတင်းတွေဖြစ်ပါတယ်ဘာလို့စိတ်မကောင်းစရာလဲဆိုရင်ကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေပေါ့နော်အစုလိုက်အပြုံလိုက်ကိုလေချောင်းတိုက်ခိုက်မှုခံရပြီးတော့တည်ဆုံးတဲ့သတင်းတွေဖြစ်ပါတယ် အဲသတင်းတခုကတော့စနေနေ့ကကျွန်တော်တို့ဖြစ်ခဲ့တာဖြစ်ပြီးတော့အဲဗမော်မှာဖြစ်ခဲ့တဲ့အာတင်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့ပဲအာကျွန်တော်တို့ဖြစ်ခဲ့တဲ့အာတင်းတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီတင်းတစ်ခုကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်အရင်ဆုံးကျွန်တော်ဘာမှမပြောသေးခင်ဗီဒီယိုတွေကိုအရင်ဆုံးကြည့်လိုက်ရအောင် ရှိရုံကိုဖြစ်တတ်တယ်။ဒီရတဲ့ပြီ။ကိုစိုးရရ။အာမောင်းကြီးနဲ့ကြာ။ကိုနိုင်ငံကိုပြည်သူတွေစစ်ပွဲဖြစ်တဲ့စစ်ဘေးရှောင်ရတယ်။စစ်ဘေးရှောင်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်ခံရတယ်။တော်တော်ကိုရက်ဆက်ရုံမှာကြမ်းကြုတ်တဲ့စစ်ဘလူးတွေရဲ့ စာနာမှုကင်းမဲ့တဲ့လူကိုလူလို့မမြင်နဲ့စခွေးစုပ်တွေရဲ့လောက်ရဖြစ်ပါတယ်။ဘာကြောင့်ဒီနေရာကိုတိုက်ခိုက်တာလဲ။ဘာကြောင့်လဲ။ဘာကြောင့်လဲ။ဘာကြောင့်လဲ။တိတိရက်နဲ့ဒီနေရာမှာပြည်သူတွေရှိတယ်။ဘုံကျဲရင်ဒီလိုဖြစ်မယ်ဆိုတာကိုသိတယ်။တိတိရက်နဲ့ကိုဘုံကျဲခဲ့တာဖြစ်ပါတယ်။ဗီဒီယိုနောက်ထပ်ကြည့်အောင် ဗမာပြည်သိမ်းတိုက်ပွဲပြင်းထန်နေချိန်မှာဒေသခံပြည်သူ400ကျော်ခိုလုံနေတဲ့ဖုံးကြီးချောင်းကိုစစ်ကောင်စီကလေကြောင်းကားတွေတိုက်ခတ်မှုနဲ့ပတ်သက်ပြီးမြေပြင်မှာရှိတဲ့စီရင်တရင်တွေကမြန်မာတောင်ကိုပြောပြတာပါမေလ10ရက်နေ့မှာမော်မြုကကန္နာချိတ်တာဖုံးကြီးချောင်းကိုစစ်ကောင်စီကလေကြောင်းကားတွေဘုံကျဲခဲ့တာကြောင့်စစ်ရှောင်း15ဦးထက်မနည်းသေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ပြီး9ဦးပျောက်ဆုံးခဲ့ပါတယ် စစ်ကောင်စီဝါရဖြန့် Telegram Channel တွေကတော့ကန္နာရိတ်တာဖုံးကြောင်းကိုပုံကျဲတာကို drone နဲ့ရိုက်ကူးထားတဲ့ video file တင်ပြီး KIA နဲ့ PDF တွေရှိတဲ့နေရာကိုပုံကျဲတယ်လို့ဝါရဖြန့်ချီထားတာကိုတွေ့ရပါတယ်။အဲ့ဒီပုံကျဲခံရတဲ့ဖြစ်စဉ်မှာတည်ဆုံသူတွေထဲမှာတော့စစ်တပ်မိသားစုဝင်တွေပါဝင်တယ်လို့မြေပြင်စီးသတင်းရင်းမြစ်တွေနဲ့ဒေသခံတွေကပြောပါတယ်။စစ်ဆောင်တွေကတဝက်ခန့်မှာစစ်ကောင်စီတက်တဲ့နှိစက်သူတွေနဲ့စစ်ကောင်စီမိသားစုဝင်တွေပါဝင်နေတယ်လို့သိရပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့မြန်မာနောင်းအနေနဲ့အတိအမြင်ပြနိုင်သေးပါဘူး။ လေချောင်းကလေဘုံကျဲခံရတဲ့ဒေသခံ၄ရာကျော်ထဲမှာတော့စကခ21နဲ့ဆက်ဆက်မှာရှိတယ်။မင်းကုံရက်ကွက်ကဒေသခံတွေပါဝင်တယ်လို့ဘုံကြီးနော်ဦးကပြောပါတယ်။မင်းကုံရက်ကွက်ကတော့ဘုံပေါ်မြို့လေကောင်မှာတရှိတဲ့ရက်ကွက်ပါ။ဘုံပေါ်မြို့ပေါ်ရက်ကွက်တချို့ကလေထွက်ပြေးလာတဲ့ဒေသခံတွေဟာတောင်လေးလုံးဖုံးကျောင်းမှာရှိနေတယ်မှာသူတို့ကိုကယ်ထုတ်ပေးဖို့တောင်းဆိုခဲ့တာကြောင့်ဖုံးကြီးကျောင်းကလေ KIA ပူးပေါင်းတပ်တွေကကယ်ထုတ်ခဲ့တယ်လို့ဘုံကြီးနော်ဦးကဆိုပါတယ်။ အဲ့ဒီလိုကဲထုတ်နေချိန်မှာမုံလဲတနာရီခန်းလောက်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ကင်းထောက်ပြီးဂျက်တိုက်ပြင်းနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့သလိုလင်းရင်ပေါ်ကနေဆက်တနက်တွေနဲ့ပါပြစ်ခတ်ခဲ့တယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်။ဗမော်မျိုးမှာဒေသခံမျိုးကအများပြထွက်ပြေးတိချောင်းသွားပေမဲ့လည်းအခြားဒေသကိုစစ်ပေးရှောင်ဖို့ငွေကြီးချုပ်တဲ့သူတွေအခြားဒေသကိုမသွားလို့သူတွေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့မိသားစုတွေဟာဖုံးကြီးကြောင်းတွေမှာခုံလုံးကြရပါတယ်။ ဒုံချင်းခံရပြီးရဲ့နောက်ကြံနေတဲ့ဆစ်ဆောင်389ရောက်ကိုတော့အဲ့ဒီညနေဘက်မှာပဲ12ဘင်းက6စီးနဲ့ဘေးလွတ်ရာကိုရှုပြောင်းပေးနိုင်ခဲ့တယ်လို့သိရပါတယ်။တခါကြရင်ကျွန်တော်တို့ပြောစရာစကားလုံးတွေတကယ်ကိုပျောက်ဆုံးပဲ။ဘာပြောလို့ပြောမှန်းကိုမသိတဲ့အခြေအနေအထိရောက်ပါတယ်။ဘာလို့လုံနိုင်ခဲ့တာလဲ။ဘာလို့လုံနိုင်ရက်တာလဲ။ဘာလို့လုံနိုင်ရက်တာလဲ။ drone နဲ့ကင်းထောက်တယ်နော်။ ဒီနေရာမှာပြည်သူတွေပါတယ်စီရေးပြတ်မှတ်ဖြစ်တတ်မှတ်လို့မရဘူးမရဘူးပြည်သူတွေပါတယ်ပြည်သူတွေပါတယ်ဒီပြည်သူတွေကဘာဖြစ်ရှိလဲဒီကောင်တွေကကျွန်တော်တို့အခုဆိုရင်ဗမော်မျိုးသိန်းတိုက်ပွဲဆင်နွှဲနေတယ်ဗမော်မျိုးသိန်းတိုက်ဗမော်မျိုးကိုရရှိဖို့အခြေအနေတွေကောင်းတယ် KIA နဲ့ PDF တွေဗမော်မျိုးသိန်းတိုက်ပွဲဆင်နွှဲနေပါတယ်ရဖို့အခြေအနေတွေအများကြီးကောင်းတယ်မကြခင်မျိုးကိုရရှိလိမ့်မယ်လို့ ျွန်တော်တို့ပြောရမယ်အခုတလုံးစစ်လော်ဘီတွေကြားမှာလဲဗမော်မျိုးနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ကိုလော်နေကြတယ်ဒါပေမဲ့သူတို့လော်တဲ့အကြောင်းအရာတွေမှာဒီနေ့ဘုံကျဲဒီဘုံကျဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြောကြတဲ့ဥစ္စာဆိုအထဲမှာ KIA တွေ PDF တွေရှိနေလို့ပြစ်ကားလာဘုံကျဲဘာဆိုင်လဲဘာဆိုင်လဲမင်းတို့တွေကပြည်သူတွေကအကောင့်တွေနဲ့ရောင်းတော့နေငါတို့ကပြစ်ကားမှာပဲဆိုတယ်ဘာဆိုင်လဲ ဘိုးကကယ်တယ်ရေးလုံနေတာပြည်သူတွေကိုလွတ်ရာတွေကိုရွှေပြောင်းပေးနေတာစစ်ပွဲရဲ့စည်းကမ်းတွေအရစည်ရေးပြတ်မှတ်အဖြစ်ဘောနော်ဟိုတတ်မှတ်ထားတဲ့နေရာတွေကိုပဲသူတို့ကတိုက်ခိုက်နေတာအဲကြားထဲမှာမှာစစ်ဆောင်ရတဲ့ပြည်သူတွေကိုတတ်နိုင်သမျှကယ်ထုတ်ပေးနေတာအဲထဲမှာဆိုစစ်တပ်နဲ့ပတ်သက်တဲ့မိသားစုတွေပါပါတယ်လို့ပြောတယ်သူတို့ဒီသူတို့နိုင်ရဖို့အရေးသူတို့တွေရက်ဆက်ရဖို့အရေးဘသူကမှသူတို့ဒီ ခယူမဆိုင်ဘူးမင်းမောင်မင်းစစ်သားမိသားစုဖြစ်နေမင်းမောင်မင်းဘာပဲဖြစ်နေဖြစ်နေငါတို့လောက်ကိုလောက်မယ်ဆိုတဲ့ဥစ္စာမျိုးအန်သားမှာလူ900ရှိရင်900လုံးတေပစီဆိုတဲ့စိတ်ဓာတ်မျိုးဒီကောင်นี่ပြောကြတယ်မြေချံရပြီလို့ပါလို့အန်တန်းကိုတကယ်လုံနေတာအန်တန်းကိုတကယ်လုံနေကျွန်တော်ဒီနေ့စကားပြောတာအရင် emotional ဖားပါတယ်အရင်လည်းဒေါသထွက်ပါတယ်ဘမောကိစ္စကဒီမှာပြီးနေတော့မယ်ဒီဟိုပါဗောနော်အဲ့လိုကိစ္စဒီရပိုင်းမှာဗီဒီယိုတွေတက်နေတော့မယ်ရှိသေးတယ် ီနေ့ဒီပန်းရင်ဒီမှာကလေးတွေစာတင်ကြောင်းတက်တက်ဘုံကျဲထားပလိုက်တာအယောက်90လောက်ဆရာမနှစ်ယောက်ကလေးတွေယောက်90လောက်တည်မယ်တည်နိုင်တယ်စာတင်နေတဲ့အချိန်ကြီးကိုဗျာစာတင်နေတဲ့အချိန်ကြီးကိုလှုပ်တာ စာတင်နေတဲ့အချိန်ကြီးကိုလှုပ်ပလိုက်တာကလေးတွေဗျာဒီကလေးတွေမှာဘာဖြစ်ရှိလို့လဲမင်းတို့ကောင်တွေအလောက်တောင်မှအဖြစ်မရှိတဲ့ကောင်တွေ သူတို့ပါသူတို့စာတင်နေတယ်မင်းတို့အုတ်ချုပ်လို့မရတဲ့နေမြေဆိုရင်မင်းတို့ကောင်လေရအောင်အုတ်ချုပ်လေအကျမ်းပတ်ပြီးတော့အုတ်ချုပ်မှုရယူတယ်ဆိုတာအကျမ်းပတ်ပဲမြန်မာစစ်တပ်ဟာအကျမ်းပတ်အကျမ်းပတ်မြန်မာစစ်တပ်မြန်မာစစ်တပ်ဟာအကျမ်းပတ်အကျမ်းပတ်မြန်မာစစ်တပ်ဖြစ်ပါလူမျိုးတုံးတပ်ဖြတ်နေတဲ့မြန်မာစစ်တပ်ဖြစ်ပါတယ်ဒီစစ်တပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောစရာစကားတကယ်ကိုကုန်ပါတယ်သူတို့ရဲ့ရက်ဆက်မှုတွေကပြောစရာစကားကိုမရှိတော့ပါဘူးဒီကောင်တွေကလော်ကြတယ် မင်းတို့တွေငါတို့ကိုမထောက်ခံရင်မင်းတို့တွေကိုငါတို့ကဒီလိုပဲလုပ်မယ်ဆိုတဲ့ message ကိုပေးတယ်လုပ်လို့ရလားအဲ့လိုမျိုးလုပ်ခွင့်ရှိလားလုပ်ခွင့်ရှိလားမရှိပါဘူးဒီကောင်းတွေမှာအဲ့လိုကိုလုပ်လို့မရဘူးအဲ့လိုကိုလုပ်လို့မရဘူးဒီကောင်းတွေလော်ကြတယ်မင်းတို့တွေသူတို့နဲ့နေရင်မင်းတို့ကဒီလိုပဲငါတို့ကကျဲမှာပဲတချို့တွေဆိုခုနကပဲပြောတဲ့စစ်ဆောင်တွေရန်ကုန်တို့မန္တလေးတို့ပဲခူးတို့သွားပြီးစစ်သွားဆောင်ရတယ်။ရောင်းနေပါပြောလို့ဆိုအဲစစ်ဆောင်တွေ လွမြောက်နယ်မြေထဲသွားချောင်ပါလားလွမြောက်နယ်မြေထဲမှာမင်းတို့တလောက်တိဘုံလိုက်ကျဲနေတယ်ဥစားပြည်သူတွေကလည်းအဲ့ဒါကိုတိလို့ရန်ကုန်တို့မန္တလေးတို့ပဲခူးတို့ကိုစစ်ဆောင်ကြတာပါအဲ့ဒါကိုစစ်ဆောင်လို့ဟိုနေရာစစ်ဆောင်တဲ့သူတို့လက်မခံတဲ့ဒီနေရာလက်မခံတဲ့ဆိုပြီးတော့မဘာသဆိုတဲ့တရောင်းသားများကလုံနေတာအများကြီးကိုကျွန်တော်တို့တွေ့ရတယ်လောနေတာအများကြီးကိုတွေ့ရတယ်ကလေးငယ်တွေနဲ့အပြစ်မဲ့ပြည်သူတွေတေဆုံးနေတာကိုတိုက်ပွဲကြီးတစ်ခုကိုအနိုင်ရတယ်လို့မျိုး အောင်ပွဲခံနေတဲ့စစ်တပ်ထောက်ခံသူတွေလည်းတော်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 ကိုရွံစရာကောင်းတဲ့လူတွေလို့ကျွန်တော်တို့ပြောရမယ်လူလို့မခေါ်ထိုက်တဲ့လူတွေဖြစ်ပါတယ်လူလို့မခေါ်ထိုက်တဲ့လူတွေဖြစ်ပါဒီကောင်လေးစီစစ်ဘလူးတွေစစ်ခွေးတွေနဲ့ပေါင်းပြီးတော့မိစ္ဆာစိတ်တွေပေါက်နေတဲ့ကောင်တွေဖြစ်ပါတယ်အပြစ်မဲ့ပြည်သူတွေကိုတိုက်ခိုက်ပြီးတော့တတ်ဖြတ်ပြီးတော့ ကြမ်းဖက်လို့ခေါင်းစဉ်တက်ပြီးတော့ဆွဆွဲလိုက်ယုံနဲ့မင်းတို့တွေဒီမှာဒီကိစ္စဒီကပြီးသွားမယ်ထင်တာဒီခေကြီးမှာ မတရားတဲ့လောက်ရက်တွေကိုတိရရင်ပြန်နှံ့ဖို့ဆိုတာမဟိုပါတော့တကယ်ကိုလွယ်ကူပါတယ်မင်းတို့ရဲ့လောက်ရက်တွေဟာတကယ်ကိုအကျဉ်းသားတရားမရှိပြီးတော့တကယ်ကိုရက်ဆက်ရုပ်မှာအောက်တန်းကြတဲ့စိတ်ဓာတ်တွေနဲ့သူတွေဖြစ်ပါတယ်ကျွန်တော်တို့ဒီတော်လန်ကြီးကိုအနိုင်တိုက်ရမယ်တော်လန်ကြီးအချိန်ကြာလို့မရဘူး မြဲမြဲဆန်းဆန်းပွဲဖြတ်မှရမယ်ကျွန်တော်ပြည်သူတွေဒီထက်ပိုပြီးတော့ဆုံးရှုံးတာတွေပြည်ပြည်ပိုများလာနိုင်ပါဒါဟာနေတွေမှာပဲရှိသေးတယ်မြို့ကြီးပြကြီးတွေအထိတက်လာရဲ့ဒီစစ်တပ်ကလှုပ်လာမှာအများကြီးရှိသေးတယ်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုသူတို့ကပြည်သူတွေကိုပြည်သူတွေကြားလဲဝင်နေတယ်အတိုက်တဲ့စစ်တိုက်တဲ့အချိန်ကြမှာငါတို့လာတိုက်တယ်ဆိုပြီးတော့သူတို့ပြောကြတယ်အဲ့တော့စစ်တိုက်တဲ့အချိန်လဲနိုင်အောင်တိုက်လေနိုင်အောင်တိုက်နိုင်တဲ့ ဟွာကြတော့မရှိဘူးနိုင်အောင်တိုက်နိုင်တဲ့အဖြစ်ကြတော့မရှိဘူးနိုင်အောင်တိုက်နိုင်တဲ့စွမ်းရည်ကြတော့မရှိဘူးနိုင်အောင်တတ်နိုင်တဲ့ view ဟာကြတော့မရှိဘူးနိုင်အောင်တိုက်နိုင်တဲ့စိတ်ဓာတ်ကြတော့မရှိဘူးတခုခုဆိုပြည်သူဘက်လှည့်ရမ်းတယ်ပြည်သူဘက်လှည့်ရမ်းတယ်ပြည်သူတွေတည်တယ်ကြည်တယ်အဲ့ဒါဆိုရင်ဟိုတလောကဇော်မင်းထွန်းဆိုတဲ့ကောင်အေဂျင်စီယာနဲ့အင်တာဗျူးမှာ ဒီဥစ္စာတွေကိုသူတို့လုပ်တယ်ဘာလို့လုပ်လဲဆိုတဲ့အကြောင်းတရားတွေကိုသူတို့ကိုယ်တိုင်ပြောထားတာကြီးကျွန်တော်တို့တွေ့ရတယ်မင်းတို့ကိုလေဘယ်ပြည်သူကမှလေမင်းတို့ထောက်ခံမထောက်ခံမင်းတို့အောက်ကဘောမတွေတော့မှအခွင့်အရေးတော့မင်းတို့ထောက်ခံကြံတဲ့သူတွေမင်းတို့မထောက်ခံတေးကြတယ်မင်းတို့စစ်တပ်လေဒီနိုင်ငံမှာတတ်ဆိုးမရှိဘူးယားဟဲ့အောင်လေမင်းတို့စစ်တပ်ထဲကောင်ဒီနိုင်ငံမှာမင်းတို့တတ်ဆိုးမရှိဘူးအခုဝစ်ဆိုတာပြန်လှည့်နေရယ်နော်ဝစ်ဆိုတာပြန်လှည့်နေရယ်နော်ဝစ်ဆိုတာပြန်လှည့်နေတယ် တဖြည်းဖြည်းလာလိုက်မယ်မင်းတို့လေတက်ကကောင်းနေစီလဲလာလိုက်မယ်အဲဘုံကျဲဖို့အမေပေးတိုက်ခိုက်သူတွေစီကိုလဲလာလိုက်မယ်တခုပဲကျွန်တော်တို့တော်လန်ရေးသမားတွေတော်လန်ရေးတက်တွေအဲဘုံကျဲတိုက်ခိုက်တက်ဖြတ်နေတဲ့ကောင်းတွေကိုလက်ရဖမ်းဆီးမိလို့ရှိရင် MNDA လို့အလွယ်တကူပြန်မလွတ်ဖို့တော့ကျွန်တော်တို့ဒီနေရာကနေပြီးတော့ပြောလို့တယ်အဲကောင်းတွေကိုတရားစီရင်မှုတွေလောက်ကမယ်သူပေါ့သူဘိုလ်ချုပ်ပဲဖြစ်အခုဆိုရင်အရှိမောက်တိုင်းမှာ ဟိုတိုင်းမှုပြန်လာလုံနေတဲ့ကောင်ဆိုရင်ဟလာစက14ရနေပြီးတော့လက်နက်ချထားတဲ့ကောင်ကိုတိုင်းမှုပြန်ခန့်ပြီးတော့ MNDA ကသူတို့ဖမ်းခဲ့တဲ့ကောင်နဲ့ပြန်ပြီးလက်ဆွဲနှုတ်ဆက်ရမယ်အနေထားဖြစ်အဲ့လိုမျိုးအဖြစ်တွေကျွန်တော်တို့လုံးဝရောက်လို့မရကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေဒီကောင်တွေကိုစစ်ရသူမှုကျူးလွန်ထားတဲ့မြည်သည့်စစ်သားမြည်သည့်စစ်ဘူမြည်သည့်အကြမ်းဖက်တမားကိုမဆိုးလက်ရဖမ်းဆီးခဲ့မိလို့ရှိရင် မြတ်တာသောတရားစီရင်ရေးနဲ့စီရင်ရပါမယ်အလွယ်တကူပြန်မလွတ်ပေးပါနဲ့တေချာသောစီရင်ဆုံးဖြတ်ရပါမယ်စိတ်ရသွမှုကျူးလွန်တဲ့သူတွေဒီမြမာမီပေါ်မှာဘယ်နေရာတော့တော့မလွတ်စေအောင်ကျွန်တော်တို့လိုက်ရှာပြီးတော့တုတ်တင်နိုင်အောင်ဒီเจ้าတွေပြောရင်အရန်ပေါ့နော်စိတ်ထိခိုက်ရပါတယ်ဒီနေ့ဆိုရင်ကလေးလေးတွေရဲ့ပုံရိပ်ကိုကြည့်တယ်ကြည့်ပြီးတော့ကျွန်တော်အော် ကလေးလေးတွေဘာမြင်များသူတို့ပေါ့သူတို့စာတင်ကြတာလေစာတင်ရမယ့်အရွယ်မို့လို့စာတင်နေကြတာလေသူတို့မှဘာပြည့်ရှိကြလို့လဲသူတို့မှဘာပြည့်ရှိကြလို့လဲစာတင်ရမယ့်အရွယ်မို့လို့သူတို့စာတင်ကြတာလေသူတို့မှဘာပြည့်ရှိလဲသူတို့တနတ်တွေကင်နေလားသူတို့ပေါ့သူစာတင်နေကြတာလေပြည်သူတွေစစ်ပွဲမှာမပါဘူးလေသူတို့တွေအပြင်မှာလုံးဝစစ်ပွဲတွေကြားထဲမညံ့အောင်သူတို့လွတ်ရာတွေကိုရွှေ့ပြောင်းနေကြတာလေနောက်တစ်ခုကဖုန်ကြီးเจ้าနေထဲမှာ ကျွန်တော်တို့ခိုးလုံနေကြတာလေဗုဒ္ဓသာသနာကအဆောက်အုံနေလေဒီဥစ္စာတွေကိုအဲမဘာသာအမျိုးဘာသာသာသနာချစ်ပါတယ်ဆိုရယ်ဆောက်ယူတချို့ကအဲဘုံကြီးเจ้าတွေကိုပါဘုံကျဲတက်ဖြတ်ဖို့ပြောနေတာတွေကတော်တော်လေးကိုယွံနေရကောင်းလားအမတန်အောက်တန်းကြတဲ့အကြမ်းဖက်တဲ့လုပ်ရတခုဖြစ်ပါတယ်တတော်ကိုအောက်တန်းကြပြီးတော့အကြမ်းဖက်တဲ့လုပ်ရကိုမြမစစ်တပ်ကဇက်တိုက်ကိုကျူးလွန်နေတာဖြစ်ပါတယ် ျွန်တော်တို့သူတို့ကိုဆွေးနွေးလို့မရတော့ဘူးသူချွေးမှဆွေးနွေးစရာလုံးဝမရှိဘူးရေချက်ရှိနေပြည်သူများကိုအစုလိုက်ပြုံလိုက်တေချေအအစုလိုက်ပြုံလိုက်တက်ဖြတ်တယ်စာတင်စာတင်ချောင်းတွေကိုဘုံကျဲတယ်ဒီစစ်တပ်တွေကစိုးဝဲရစကားမရှိတော့ပါဘူးဒီစစ်တပ်ကိုကျွန်တော်တို့နှိမ်နှင်းမှရအပြတ်အသတ်နှိမ်နှင်းမှရပါဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေ နာနာနာတချို့သူတွေကပြောမမုံနဲ့မမုံနဲ့နိုင်ငံရေးကိုအမုံတရားနဲ့မလုပ်မမုံမမုံမဲနေနိုင်မလားဗျာဒီလောက်ပြည်သူတွေအကြမ်းဖက်တပ်ဖြတ်ခံနေရဒီကောင်တွေကိုမမုံရင်ဘသူတွေကိုသွားမုံမလဲရဲဆက်ဆက်လူသိရှင်ကြားတပ်ဖြတ်ပြနေတဲ့ကောင်တွေကိုကျွန်တော်တို့မမုံရင်ဘလို့ဘလို့စိတ်နဲ့ဒီကောင်တွေကိုခွင့်လွတ်ပေးရမလဲခွင့်လွတ်ပြအကြောင်းအမရှိဒီစစ်တပ်နဲ့တရားရှိတိုက်ကျွေးဟိုပါလေတရားရှိတိုက်ကျွေးတရားလဲစောက်ကြောင်းလဲတခုမှမရှိတော့နှိမ့်နိုင်တရားလဲမရှိတော့အဆုံးဆုံးလေးပဲသွားရအောင် ဖက်ဆစ်စစ်တဲ့အမြင့်ဖြတ်ပဲဖက်ဆစ်စစ်တဲ့အမြင့်ဖြတ်ပဲအဲ့တော့ကျွန်တော်တို့တွေလုံစီရရှိရလုံကြပဲဗျာကြုံစီရရှိရကြုံရဒီတော်လိုင်းကိုနိုင်အောင်တိုက်မယ်အမြန်ဆုံးပြီးဆုံးအောင်ကျွန်တော်တို့ဝိုင်းဝန်းစူးစမ်းကြရအောင်လို့ပြောနေတယ်ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့တွေ့ကျွန်တော်မြင်ဆိုတဲ့ဗီဒီယိုလေးကိုတလောက်နဲ့ပဲရန်သားခြင်းပါတယ်ဒီနေ့ emotional အရန်ပါနေရဖြစ်တဲ့အတွက်စကားအပြောစုအသုံးနှုံးတွေရိုင်းဆိုင်တလို့များဖြစ်သွားရင်အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာသွားနဲ့တနေ့တော်ကိုဖြတ်သန်းနိုင်ကြပါသည်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါ